မိဘပြည်သူများရှင်ကျမတို့ရဲ့ထုတ်လွှင့်ပြန်ကြားသတင်းမှတ်များစီစဉ်ကနေဒီကနေ့မှာထုတ်လွှင့်တင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့သတင်းတုသတင်းမှားများကိုသတင်းမှန်ပြန်ကြားပေးမှာဖြစ်ပါတယ်ရှင်ပထမတစ်ပုတ်အနေနဲ့ရေစကြိုမြို့နယ်ငတရော်ကျေးရွာကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကဝင်ရောက်ပြီးမီးရှို့ဖျက်ဆီးကာ ပြည်သူတွေကိုလက်နက်ကြီးနဲ့နှက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူများထွက်ပြေးနေရကြောင်းတရားဝင်ဖြစ်မီဒီယာများကမဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမရှင်။မကွေးတိုင်းဒေသကြီးရေစကြိုမြို့နယ်ငတရော်ကျေးရွာကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကအခုလ19ရက်နေ့မှာဝင်ရောက်ပြီးမိရှုဖြက်စီကပြည်သူတွေကိုလက်နက်ကြီးနဲ့နှက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူများထွက်ပြေးနေရကြောင်းတရားမဝင်ဖြစ်မီဒီယာများကမဟုတ်မမှန်လောက်ကျန်ရေးသားလျက်ရှိပါတယ်။အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးနယ်မြေခံလုံခြုံရေးတာဝန်ရှိသူတို့ကိုဆက်သွယ်မေးမြန်းချက်အရာအဲ့ဒီသတင်းမှာမှန်ကန်မှုမရှိကြောင်းလုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ရေစကြိုမြို့နယ်အတွင်းနယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီးအဲ့ဒီရက်မှာငတရော်ကြီးရွာကိုအနီးပတ်ဝန်းကျင်မှာလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း အကြက်ဖက်သမားတွေကသာအဆိုပါနယ်မြေအတွင်းရှိ၎င်းတို့အပေါ်ထောက်ခံအားပေးမှုရှိတဲ့ခြေရွာတွေကိုမီးရှို့ဖျက်ဆီးခြင်းလက်နက်ကြီးများဒရုန်းများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းများလုပ်ဆောင်လျက်ရှိကြောင်းအဲဒီလိုအကြံဖတ်သမားများရဲ့လူမဆန်တဲ့အကြံဖတ်လောက်ရက်တွေကိုဖုံးကွယ်ရန်နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်အထင်အမြင်လွဲမစေရန်အတွက်တရားဝင်ဖြစ်မီဒီယာများကအခုလိုမဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းဖြစ်တယ်လို့သိရပါရရှင်။ ဆက်လက်ပြီးမင်းကွန်ဒေတာမှာလုံချုံရေးတပ်ဖွဲ့ဝင်တွေကညအချိန်ပုံကျဲခဲ့တဲ့အတွက်မင်းကွန်ပထိုးတော်ကြီးနဲ့မြတ်သိန်းနန်စီရရှိတာသနိကအဆောက်အုံအချို့ထိမှန်ပျက်စီးကြောင်းသတင်းတူသတင်းမှများလောက်ကျန်ရေးသားလျက်ရှိတဲ့သတင်းကိုတင်ပြပါမရှင်။စကိုင်းတိုင်းဒေတာကြီးစကိုင်းမြို့နယ်မင်းကွန်ဒေတာအတွင် လုံချုံရေးတပ်ဖွဲ့ဝင်များကညအချိန်ပုံကျဲပြီးတိုက်ခိုက်တဲ့အတွက် မင်းကွန်ပထိုးတော်ကြီးနဲ့မြသိန်းနံစီကြီးရှိသာသနိကအဆောက်အအုံအချို့ထိမှန်ပျက်စီးကြောင်းသတင်းတူသတင်းမှများရေးသားဖြန့်ဝေလျက်ရှိပါတယ်။အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးလုံခြုံရေးတာဝန်ရှိသူတို့ဦးရဲ့ပြောကြားချက်အရာအဆိုပါဒေတာအနီးတစ်ဝိုက်မှာ PDF ညီခံအကြံဖတ်သမားများခိုးအောင်းနေထိုင်ပြီးအကြံဖတ်လုပ်ငန်းများလှုပ်ဆောင်နေကြောင်းတာဝန်သိပြည်သူတို့ဦးရဲ့သတင်းပေးပို့ချက်အရာအကြံဖတ်သမားများခိုးအောင်းနေထိုင်တဲ့နေရာတွေကိုလိုအပ်တဲ့နေမီလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း စီးပြမမဟုတ်တဲ့သာသနိကအဆောက်အအုံများကိုပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းသိရပါတယ်။တရားဝင်ဖြစ်မီဒီယာများအနေနဲ့အကြမ်းဖက်သမားများရဲ့အကြမ်းဖက်လုပ်ရက်တွေကိုဖုံးကွယ်ရန်အတွက်အခုလိုမဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်းသိရပါရှင်။ ဆလဘီချောင်းဆောင်မျိုးနဲ့အတွင်းရှိလူငယ်တွေကိုအဓမ္မစစ်မှုထမ်းခိုင်းခြင်းနဲ့ငွေကြေးတောင်းခံမှုများရှိတယ်လို့သတင်းတူသတင်းအမှားများမဟုတ်မမှန်လှုပ်ဆော်ရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမရှင်။မွန်ပြည်နယ်ချောင်းဆောင်မျိုးနဲ့အတွင်းမှာစစ်မှုထမ်းရန်အကြုံးဝင်သူဒေသခံလူငယ်တွေကိုအဓမ္မစစ်မှုထမ်းခိုင်းခြင်းနဲ့ငွေကြေးတောင်းခံမှုများရှိကြောင်းတရားဝင်ဖြန့်မီဒီယာများကသတင်းတူသတင်းအမှားများမဟုတ်မမှန်လှုပ်ကြံရေးသားပြီးလှုပ်ဆော်ဝါဒဖြန့်ဝေလျက်ရှိတာကိုတွေ့ရပါတယ်။ အဲ့ဒီတွင်နဲ့ပတ်သက်ပြီးသက်ဆိုင်ရာမြို့နယ်ပြည်သူစစ်မှုရန်စင်ခေါ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ဦးရဲ့ပြောကြားချက်အရအဲ့ဒီတွင်မှာမှန်ကန်မှုမရှိကြောင်းတရားမဝင်ဖြတ်မီဒီယာများကနိုင်ငံသားများစစ်ပညာသင်ကြားတတ်မြောက်ပြီးနိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်မှုမရှိစေရန်အတွက်မဟုတ်မမှန်လှုံ့ဆော်ရေးသားနေခြင်းသာဖြစ်ကြောင်းသိရပါတယ်။ပြည်သူ့စစ်မှုရန်စင်ခေါ်ရေးနဲ့ပတ်သက်ပြီးသက်ဆိုင်ရာမြို့နယ်ပြည်သူ့စစ်မှုရန်စင်ခေါ်ရေးအဖွဲ့များက ထုတ်ပြန်ထားတဲ့ပြည်သူစစ်မှုထမ်းဥပဒေနဲ့အညီရွေးချယ်ဆောင်ရွက်ပြီးတိုင်းဒေသကြီးနဲ့ပြည်내အသီးသီးတို့မှပြည်သူစစ်မှုထမ်းတင်နန်းများကိုအောင်မြင်စွာဖွင့်လှစ်တင် जा ပေးလျက်ရှိပါတယ်။ထို့ရတွင်ဥပဒေသတ်မှတ်ချက်များအတိုင်းဆောင်ရွက်ခြင်းမရှိသူများကိုလည်းတရားဥပဒေနဲ့အညီအရေးယူဆောင်ရွက်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားရှိပြီးဖြစ်ရာငွေကြေးတောင်းခံခြင်းလူစားထိုးလက်လက်ခြင်းများမရှိစေရေးသက်ဆိုင်ရာတာဝန်ရှိသူများကအသိပညာပေးဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ရှင်။ မိဘပြည်သူများရှင်နိုင်ငံတော်အစိုးရနဲ့တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များကနိုင်ငံတော်တည်ငြိမ်အေဂျင့်တွေတရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ်တရားဝင်ဖြတ်မီဒီယာများနဲ့အကြမ်းဖက်အားပေးထောက်ခံသူများကလူမှုကွန်ရက်ပေါ်မှာသတင်းတုသတင်းမှများကိုရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှန်များကိုတင်ဆက်လိုက်ရပါတယ်ရှင်။